Asian Secure Technology ကိုကျွန်တော်အခုရောက်နေပါပြီ။ဒီတက္ကသိုလ်က IT ရဲ့ Engineering ဘက်မှလာမှာက Business ဘက်မှာလည်းတော်တော်လေး Reputation ကောင်းတဲ့တက္ကသိုလ်ခုပါ။ဆိုတော့ AIT ရဲ့ Campus တွေကိုကျွန်တော်တို့တိုက်ကြည့်ခဲ့ပါဦး။ Like a static AIT Conference Center ရှိကိုကျွန်တော်အခုရောက်နေတယ်။ဒီထဲမှာသူတို့꿰ယူကြတယ်ပေါ့နော်။အပြီးတော့ဒီဘက်ချမ်းမှာလည်းသူတို့တပ်ဖွဲ့ကြိုင်နေကြတွေ့ရတယ်။ဒီနေ့ကသူတို့꿰ယူရမယ်နေဆိုတော့လေ။ပြီးတော့ဒါအဲ့ဘက်ချမ်းမှာသူတို့ရေကန်လေးရှိတယ်။သူတို့အောက်မှာတော်တော်များတပ်ဖွဲ့ကြိုင်နေကြတယ်တွေ့ရပေါ့နော်။အဲ့ဒါမှရှိတယ်သူတို့ကြည့်မယ်။ခုနကျွန်တော်ပြောနေရရောက်လာပြီပေါ့နော်။ဒီမှာခဏနေ꿰ဆတော့မှာဆိုတော့တော်တော်များတပ်ဖွဲ့ကြိုင်နေကြတွေ့တယ်။ အကောင်တော့ဘွဲဘွဲဆောင်ပြည့်နေတယ်ပေါ့နော်အဲကိုတယောက်လည်းပက်ပက်ဒီဘက်မှာဆိုရေကန်ရှိတယ်ခုန AI design ပုံတွေပါနေတယ်ပေါ့နော်ဒီကလူတွေကတော်တော်လေးများတယ်ကြာโอเคအဲ့တော့မရလဲရောအဲ့လိုကျွန်တော်အခု AI တွေရောက်နေပါပြီဒီနေ့ကကျောသင်ကြီးတယောက်နဲ့လမ်းကြုံလို့လိုက်လာတာပေါ့နော်အခုသူ GoPro ကင်ပြီးတော့ရိုက်နေတာအာ GoPro နဲ့ပထမဆုံးကင်ပြီးရတဲ့တွေ့ကြတော်တော်လေးကောင်းပါတယ်ဘုံမဲ့ဆိုကျွန်တော်ဖုန်းမဲ့ကင်ပြီးရတာဆိုတော့လေ အဒီကတော်တော်လေးစောသေးတယ်အခုမနက်9နာရီပေါ့နော်နေတော့စတော့နေပြီဒီနေ့ကအเจ้าမှာဘွဲဘွဲအခမ်းအနားလည်းရှိတော့ပေါ့နော်လူတွေစပြီးတော့တပ်ပုံရိုက်နေတာတွေ့ရတယ် Okay Campus Tour လေးအတူတူကထပ်ပြီးကြည့်အောင်ဟို SCRD လို့ခေါ်ရဲ School of Environmental Resources and Development ဒီ Development ရောက်နေတော့ပေါ့နော်ဆိုတော့ဒီနောက်မှာလည်းဒီ Engineer နဲ့ပတ်သက်တဲ့ Study Room တွေလည်းရှိတယ်ပေါ့နော်ကျွန်တော်ခက်နိုင်ကြရင်အခုလိုက်ပြပေးမယ်ပေါ့နော်လက်ကြည့်အောင် Study Room တစ်ခုရောက်နေအောင်ပေါ့နော်ဆိုတော့ဒီမှာဆိုသူတို့ဒီ Presentation မှာတော့ Group Discussion တွေဆိုတော့ဒီ TV လေးထားပြရတယ်တွေ့ရတယ် ပြီးတော့ဒီဘက်မှာဆိုရင်လည်းစာလုံးကိုအတွက်စပွဲထားပြီးတာတွေ့ရတယ်ပေါ့နော်။လိုက်ပြီးရောင်းနေပါတယ်ဆိုတော့ဒီမှာကျတော့တို့စာလုံးဝတ်တော့ပေါ့เนาะဒီကောင်းကောင်းလေးထိုင်လို့ရနေရရှိရဒီအပြင်မှာတော့စကားကြေပြောလို့ပြအောင်ဒါပေမဲ့တခြားစကားကောင်းကောင်းပြောချင်တော့ဒီအထက်မှာ steady room တွေရှိရပေါ့เนาะဒီမှာ private room တွေရှိတယ်အဲ့မှာခြေခြေလွတ်လွတ်လပ်ပြောနေရတယ်ဗျဆိုတော့ဒီဘက်ချမ်းမှာလည်းခုံနေမှာရှိပါတယ် ပြီးတော့ဒီဘက်ချမ်းပါဆိုတော့ ebook center ပေါ့ဒီမှာသူဒီကွန်ပျူတာနဲ့စာဖတ်တဲ့နေရာပေါ့နော် valley နဲ့တွေ့ရပါတယ်အခု library ပေါ်ထဲကိုကျွန်တော်ရောက်နေပါပြီဆိုတော့ဒီမှာတော့စောင်းတွေအများကြီးပဲပေါ့နော်တွေ့ရတယ်ပြီးတော့ဒီရဲ့အရှိတ်ဘက်မှာဆိုရင်လည်းစာလုံးတွေရတဲ့ခုံရှိရပေါ့နော်ဆိုတော့ဒီ ANT library ကတော့ ြောင်းလို့တခြားတိုက်ကတော်တွေက library နဲ့ရှင်ဒီမှာပို့ပြီးတော့ AACC ရှိတယ်ခင်ဗျဒီမှာကျတော့လူတွေအများကြီးများတော့လေပို့ပြီးတော့စာတွေကိုအာယုံဆိုင်ပြီးတော့လုပ်လို့ရပြီကျွန်တော်မြင်တယ်ဗျကျွန်တော် vlog လာရရင်လည်းအချိန်ပိုင်းတက်ပုံစရာဝင်လုပ်နေတာနှုတ်ဆက်လိုက်ပါ hi hi နှုတ်ဆက်လိုက်ပါ hi ရပြီ thank you ဒီပါရေဒီပါ AIT Entrepreneurship Center ကိုကျွန်တော်ရောက်နေတယ်ပေါ့နော်။ဆိုတော့ဒီဟာကိုအထက်ခဏနေကျွန်တော်ပြီးလိုက်ပြမယ်ပေါ့နော်။ဒီဘက်ဘေးမှာလည်း coffee line ရှိတယ်။ဆိုတော့အဲတကြီးကြီးအောင် AIT Entrepreneurship Center ကိုရောက်နေတာပေါ့နော်။ဆိုတော့ဒီမှာကဘာလုပ်လဲဆိုတော့ entrepreneur တက်တဲ့ business idea တွေဒီမှာ pitch လုပ်တယ်။ဟုတ်တယ်နော်။ဟုတ်တယ်။ပြီးတော့ဒီ talk show တို့ဘာလို့တခြား event တွေလည်းဒီဒီမှာလုပ်ရတယ်ပေါ့နော်။ဆိုတော့ဒီမှာတွေ့ရတယ်အာ AI and entrepreneurship center ဒီမှာဆို creator space အသက်ဖြစ်ပေါ့နော်ဒီခန်းမကတော့အဲ့အတွက်သူတို့တုံ့ကြာဖြစ်ပါတယ် right အဲဒီနေ့တော့ကျွန်တော်ကြည့်တာဒီနေ့ဒီနေ့နာရီရဲမှာအချိုးဆုံးတယောက်ဒီကြောက်တော့အမဲကျော်လေးထားကြတော့မင်းမနာလေးကျွန်တော်ဘိုင်းပြန်လေးမှာထားလေးအမခုနကလေးလာတယ်ဒါတို့တိုက်တယ်ဟုတ်လုံးကြီးပေါ်နေတာတိုက်တယ်ဟိုဘိုင်းရဲ့လက်ရသားလို့ပဲဒါကြတယ်ဖတ်အဲကျွန်တော်တို့လမ်းကြုံလို့ coffee ဆိုင်ဆိုင်ရောက်လမ်းပြအောင်ပေါ့နော်ဒါ easy house ရယ် coffee ဆိုင်လေးပါဆိုတော့ဒီနားလေးမှာအပင်နေအရေးအောက်မှာပေါ့နော်တော်တော်လေးထိုင်လို့ခေါင်းပဲပုံပဲအဲလမ်းပြတာ ။အမမင်္ဂလာပါ။ဟုတ်ကဲ့ရှင်မင်္ဂလာပါ။ဟုတ်ကဲ့။အမဒီ AID မှာဘာနဲ့ပွဲရတာလဲဗျ။အော် Sustain Event Energy Program နဲ့ပွဲရတာပါ။အမ Master Degree ဟုတ်ကဲ့ AID နဲ့ပတ်သက်ပြီးတော့ဗာပြောရှင်လဲဗျ။ဒီနေ့ပွဲရတာလေဆိုတော့လေ။ AID က international school ဖြစ်တဲ့အတွက် time ဘာသာစကားမပြောတတ်ဘူးဆိုရင်တော့အမ်အဆင်ပြေပါတယ်။ကြိုက်တဲ့ major တွေကိုအင်္ဂလိပ်လိုရွေးပြီးတော့ကိုကြိုက်တဲ့ school ကိုရွေးချယ်လို့ရတဲ့အတွက်အရင်အရင်အဆင်ပြေပါတယ်။ AID ကိုလာကြိုင်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ โอเคมาเจซุจมาร์เยคอนแกรชูเลชั่นมาเปีย Thank you so much အဲကျွန်တော်တို့ AID campus ရဲ့ဒီတနေရာရောက်နေရပါတော့ဒီနား library လို့ပြီးရင်ဒီဌာနတွေရှိတဲ့တဝိုက်မှာဒီပန်းချံတွေတွေ့ရတယ်ပေါ့နော်ပန်းချံတော့မဟုတ်ပါဘူးဒီမြက်ခင်းပြင်လို့ပဲပြောရမယ်ဆိုတော့ဒီမှာကတချို့ဒီမှာလာပြီးတော့အာသမင်းသာစားရတဲ့လူတွေရှိရပါတော့ပြီးတော့ဒီဘေးနားမှာလည်းသူကရေမြောင်းလေးလည်းရှိတယ်ပြီးတော့ AID campus ကသူကတခြားတက္ကသိုလ်တွေနဲ့ရှင်တဲ့ခါမှာသူက master နဲ့ phd တွေပဲရှိတာဆိုတော့လေပို့ပြီးတော့ AA ချမ်းချမ်းရှိတယ်ပို့ပြီးတော့ ACC ဖြစ်တာတွေ့ရတယ်ပေါ့အထိုင်းမှာအကြောင်းတက်မယ်ဆိုရင်ပေါ့နော်တကူတော့သိထားဘူးလို့ရတယ်အဲကျွန်တော်ပဲဗီဒီယိုမှမပြောဖြစ်လို့ပေါ့နော်အထိုင်းကအကြောင်းเนี่ย put တော့ပေါ်ပါတယ်ဆိုတော့မြင်မှုကြည့်တာပေါ့နော်ဒီမှာ put တွေပါလို့ဆိုတော့ဒီ rancid မှာ rancid မှာရှိတဲ့အကြောင်းတော်တော်များများတော့တော် put တွေလည်းအများအားရှင်သွဲနေထိုင်နိုင်မှာရပါမယ်နော် AID ရဲ့ administration office ပြည်နေနေရာရောက်နေတယ်ဆိုတော့ဒီမှာက တို့ရေကန်လေးနေပါတော့ရေပန်းလေးနေလောက်ထားပေးတယ်တို့ဒီမှာ time capsule ဆိုတာပြောတာပေါ့နော်ဒီပြောတာတော့ဒီ2000နဲ့2165 anniversary ကြာရင်ဒါထပ်ပြီးတော့လုပ်မယ်ပေါ့နော်ဆိုတော့တေချာတော့မသိဘူးအဲ့ဒါကြာပါပေါ့နော် hi ကျွန်တော်ခုထိုင်နေတဲ့ဒီအချိန်မှာဆိုရင်တို့ tennis queen နဲ့ရှိရပါ Holding up in Hollywood student village ရောက်နေတာပေါ့နော်ပြောမှန်ဆိုရင်တော့ဒီမှာចောင်းသားရဲ့နေနေတဲ့အဆောင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီကအဆောင်ဦးနေကကြည်လာတော့စိတ်ရုပ်ပုံစံမျိုးပေါ့နော်အဲ့ဒါလေးတွေ့ရတယ်ဗျာဒီနားမှာလည်းလုံးဝအပင်နေအများကြီးနဲ့တော်တော်လေးငှက်တန်နေပါရဲ့တော်တော်လေးမှိုက်နေ AND campus ကတော်တော်လေးစင်းစင်းစုစုရှိနေတာမဟုတ်လို့ဆိုတော့ဒီကမျက်ခင်းပြင်လည်းတော့များတယ်ပြီးတော့အပင်တွေလည်းကြီးပြီးတော့ပေါ့နော်တော်တော်လေးအရေးကြီးတယ်ကျွန်တော်မြင်တယ်ဆိုတော့အခုလိုနေ့နဲ့နေ့ခင်းအချိန်တော့မှနေတော့ နေအရန်ပူတဲ့ချိန်တော့မှာပေါ့နော်တော်တော်များနေရမှာကျွန်တော်အရေးရတယ်လို့ခံစားရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့ AID campus ဆရာအားသာချက်တော့ကျွန်တော်မြင်တယ်ပြီးတော့ဒီမှာတော်တော်များစက်ပိန်စီးကြတယ်ပေါ့နော်ပြောရဲဆိုရင်တော့ဒီမှာစက်ပိန်နဲ့ဖြတ်သွားတွေ့တော့ပါပါတွေ့မှာပေါ့နော်ဆိုတော့ဒီမှာစက်ပိန်စီးနဲ့တော်တော်လေးသွားလို့ကောင်းတဲ့ campus view တွေပါဆိုတော့ AID လာမယ်ဆိုရင်စက်ပိန်စီးတက်ဖို့နော်တင်သားပေါ့နော်အဲ့လေးအကြံပေးချင်ပါတယ်